တနင်္လာသားသမီးများအတွက်အခုရောက်ရှိနေတဲ့ဂျွန်လ15ရက်နေ့ကနေဂျွန်လ27ရက်နေ့အထိတပတ်တာခန့်ချမအခြေအနေများကို ဟောပြောပေးမှာပါအဲ့တော့ဒီစီစီလေးမှာအရင်ဆုံးကျွန်တော်ဘေနေကိန်းနဲ့တွဲချက်ဟောပြောပေးမှာဖြစ်ပြီးတော့ပြီးတဲ့အခါမှာတဲရော့ကန်နဲ့ဆက်ပြီးတော့ဒါကန်ဂျာမာဖတ်ကြားပေးမှာပါကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ယူပြီးဆိုရင်ကိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ဝသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာတောင်သောဗီဒီယိုကိန်းမှာကျွန်တော်စပြီးတွေ့ရတာကတော့ တနင်္လာသားမျိုးများဒီတပတ်တာကာလတွေမှာအလောက်ကိုင်းနဲ့ပတ်သက်တဲ့တနင်္ဂနွေကြိုးဟာသီတာထင်ရှားစွာနဲ့အားကောင်းနေတယ်လို့တွေ့ရပါတယ်။ဒါမလို့အလောက်ကိုင်းအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာနိုင်ပါတယ်။လက်ရှိလုပ်ငန်းကိုင်းကိုင်းတွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိနိုင်ပါတယ်။နောက်လုပ်ငန်းကိုင်းကိုင်းပြောင်းလဲတာတို့ပြင်ဆင်တာတို့တိုးချဲ့တာတို့သာသဖြင့်ဆောင်လုပ်ရလို့ရတယ်လို့အလုံးမရှိတဲ့သူတွေကအလုံးရနိုင်ဖို့အတွက်အလမ်းကောင်းတွေလည်းပဲ ပေါ်လာနိုင်တယ်လို့တွေ့ရပါတယ်။ထိုနည်းတူသာပဲအလုံးနဲ့တူအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေရှိခဲ့မယ်ဆိုရင်လည်းအဆင်ပြေနိုင်ပါတယ်။အိမ်နဲ့လည်းသဟဇာတာတည်နိုင်တယ်လို့ကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းတွေအကြံကောင်းဉာဏ်ကောင်းတွေကိုလည်းရှားနိုင်တယ်လို့တွေ့ရပါတယ်။နောက်တစ်ခုပါကောင်းသေးတယ်ဆိုဒီကာလအတွင်းမှာလူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်ပြီးတော့များသောအားဖြင့်အဆင်ပြေနိုင်ပါလိမ့်မယ်။လူများရဲ့ချစ်ခင်မှုယုံကြည်မှုလေးစားမှုတွေကို ခံရနိုင်တဲ့အချိန်ကာလလို့တွေ့ရပါတယ်။နောက်တစ်ခုအားကောင်းနေတာကတော့ပညာရေးကြိုးပဲဖြစ်ပါတယ်။ပညာရေးကိစ္စတွေကိုဆောင်ရွက်မဲ့တင်းလာသားမီးများနေတဲ့ဒီကာလတွေမှာပညာရေးကိစ္စတွေမှာအဆင်ပြေဖို့အောင်မြင်မှုတွေကိုရရှိမယ်။ကျောင်းကိစ္စတွေ၊သင်တန်းကိစ္စတွေ၊စာမွေးကိစ္စတွေ၊အင်တာဗျူးကိစ္စတွေမှာလွယ်ကူရှောရှုတာနဲ့အောင်မြင်မှုတွေရှားနိုင်လိမ့်မယ်လို့ တွေ့ရပါတယ်။နောက်ဘာသာရေးလုပ်ကိုလုပ်နေတဲ့တင်းလာသားမိများကလည်းဘာသာရေးပိုင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုအောင်မြင်မှုတွေကိုရရှိမယ်။နောက်အတီတို့ညံတို့အတွေးတို့အမြင်တို့တွေရလာနိုင်တဲ့မိကောင်းဆွေကောင်းတွေ ကူညီကောင်းတွေကိုရတတ်တယ်လို့ဆရာသမားကောင်းတွေရဲ့အကြံကောင်းဉာဏ်ကောင်းတွေကိုလည်းပဲရှားနိုင်တယ်လို့တွေ့ရပါတယ်ခနာ ပါဠိတွေမှာဘလို့ညံ့နေတယ်ရှိတယ်လို့ပြန်ပြီးအညာဘက်ကိုကြည့်တဲ့အခါမှာငွေနိုင်ညံ့နေပါတယ်ဗျာငွေကုန်စရာကိစ္စတွေတစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတယ်အဲ့တော့ပတ်စံတွေအထွက်ပြုတ်တွေတအားများတတ်ပါတယ်ငွေကြီးကိစ္စတွေနည်းနည်းစကားပြောရတာစကားများတာဖြည့်ရှင်းရတာမျိုးလေးတွေ ကြွားတတ်တယ်တချို့သောတဏ္ဍာသားကြီးများဆိုလက်ပိတ်တယ်လို့လို့တော့ပြစ်နေတတ်တယ်လို့သတ်တွေ့ရပါတယ်เนาะနောက်တစ်ခုဒီကာလအတွင်းမှာအမှုကိစ္စလောကမျိုးပြဿနာလောကမျိုးပြောရဆိုတာဖြည့်ရှင်းရတဲ့ကိစ္စမျိုးဆိုရင်မပြီးနိုင်တော့ဘူးပြဿနာတခုကကြာနေတယ်ပေါ့ခက်ခဲနေတယ်ပေါ့အဲ့လိုမျိုးလေးတွေ သွားတွေ့ရပါတယ်။နောက်ဒီချိန်ကာလတည်းမှာနည်းနည်းလေးရန်လေးတွေရှိတဲ့အတိုက်အခိုက်အနှောက်အယှက်လေးတွေနည်းနည်းရှိနေတယ်ဆိုတာကိုသိထားဖို့လိုပါတယ်။ထပ်ပြီးတော့မှားစရာဘာရှိသေးလဲဆိုတော့ကျမ်းမာရေးပိုင်းမှာကျမ်းမာရေးပိုင်းဂယူဆိုင်ဖို့လိုပါတယ်။ဒဏ္ဍာသားမြန်မာနေထိုင်မကောင်းဖြစ်တတ်တဲ့ကျမ်းမာရေးနည်းနည်းချူချာခြင်းပါတယ်နော်။ အဲ့ဒီကယူဆိုင်ပါနောက်ခရီးကိစ္စသွားလာလှူရှားမှုနဲ့ပတ်သက်တဲ့အခြေအနေတွေမှာလည်းပဲသိပြီးတော့လွယ်ကူရှောရှုတာနဲ့အဆင်ပြေနေတာမျိုးမဟုတ်ပဲနဲ့စိတ်ညစ်ရတာမျိုးလေးတွေအဆင်မပြေတာမျိုးလေးတွေအနှောက်အယှက်လိုပုံစံမျိုးလေးတွေကိုသွားပြီးတော့တွေ့ရပါတယ်။ကဲဒါကတော့ကျွန်တော်ဖီလင်ဂိမ်းနဲ့အလောက်ကင်ဝေရင်ကျမကြီးအဲလူမှုရေးစသဖြင့်ပေါ့တခုချင်းကိုဟောပေးခဲ့တာပါ။ဆက်လက်ပြီးတော့တဲရော့ကန်နဲ့ကန်ချာမဖတ်ပြပြီးတော့ တင်းလာသားမိမားဟာဒီတပတ်တာကာလတွေမှာဘလို့ကံအခွင့်အမ်းတွေရနိုင်တဲ့ဘယ်ချက်တွေကယူဆိုင်ဖို့လိုသလဲဘလို့ရေရရာတွေကိုဆောင်ရွက်တင်လဲဆိုတာကိုထပ်ပြီးတော့ကြည့်ပေးအောင်ပါပါထုံးစံတိုင်းဂျားဖြတ်ကြော်ညာဝင်ကျင်တာကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဘေးဒီမေးချင်းနဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ဒီ TikTok ဘိုင်ဝင်မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်တင်ထားရှိပါတယ်အဲ့ဒီနေရာတွေကနေဆက်သွယ်ပြီးတော့ကျွန်တော်ကို online သီးသန့်နေနေမေးလို့ရပါတယ်ဟောပေးုံတသက်တင်ဖို့ပဲတူးချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတက်ချက်ပြီးတော့ဘဝတသက်တာနဲ့သက်ဆိုင်နေဒါကိုရဲ့စိတ်နေစရိုက်ဆောင်းရန်ရှောင်းရန်ဖွာစားတာနဲ့ပတ်သက်တဲ့ဟောတွေပို့ပေးတယ်အခုရောက်နေတဲ့အသက်ပိုင်းခြားပေါ့နောက်လာပိုင်းခြားနဲ့ပတ်သက်တဲ့ဟောတွေပို့ပေးတယ်ဆောင်းရရမယ့်ရေရာတွေပို့ပေးတယ်ဘယ်နှစ်ဘယ်ကိန်းမှာဘလို့ရောက်ရှိနေပါလဲဆိုတော့တရားနားလည်အောင်ရှင်းပြပေးတယ်ပြီးတဲ့အခါမှာကိုသိကျင်တဲ့ကိုမေးကျင်တဲ့အကြောင်းအရာတွေမေးခွန်းတွေကိုပြန်ပြီးတော့ဖြေပေးတယ်အခုလိုတဲတော်ကတ်တင်နေ ကြည့်ပေးပါရစေ။အဲ့တော့ဘေးနေမိဖို့အတွက်ကစင်းရင်လေးတော့ကြိုပေးရပါတယ်။ညံပူဇော်ကားကတော့တဦးကို2ပေါင်းခွဲချက်ယူပါရစေခင်ဗျာ။နောက်တစ်ခုကကျွန်တော်နဲ့အပြင်မှာလူတွေဘေးနေမိခြင်းနဲ့ဂျန်ကုန်ကကျွန်တော်ရဲ့မိတ်ဆွေများအတွက်ကတော့လာဇန်တရက်တရက်နေစားပြီးတော့10ရက်နေအထိပေါ့နော်။ဂျန်ကုန်မှာကျွန်တော်10ရက်တိတိဘေးနေဟောပေးပါရစေ။အဲ့တော့ကျွန်တော်ရဲ့ဘေးနေဟောကန်းကသင်္ကန်းကျိုးမှာ ဖြစ်ပါတယ်ဆိုင်းမုတ်တင်ထရမရှိပါဘူးရုံငန်းသဘောမျိုးနေနဲ့ကျွန်တော်အချိန်ပိုင်းနဲ့ပွင့်လက်ဟောပြောပေးတာဖြစ်ပါတယ်အဲ့တော့ဘေးရင်ဟောဘေးရင်မေးမြန်းနိုင်ဖို့အတွက်ကကြိုပြီးတော့ကျွန်တော်ဒီရဲ့ Viber တို့ Telegram တို့ TikTok တို့မှာ booking လုပ်ထားဖို့လိုပါတယ်เนาะအဲ့တော့ခုလာမဲ့9လပိုင်း10ရက်နေ့ရနေစပြီးတော့10ရက်နေ့တိရှိပါတယ်အဲ့ဒီကာလာတော့ဒီမှာဘေးရင်မေးမြန်းဖို့အတွက်အခုတည်းကကျွန်တော်ကိုကြိုပြီးတော့ဆက်သွယ်ပြီးစာရင်းပေးထားဖို့လိုအပ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော်တော်ရဲ့မိတ်ဆွေများအနေနဲ့ ီနေမှာပေါ့နေမှာဆိုတော့ကျွန်တော်မိသီလာမှာရှိနေတာဖြစ်တဲ့အတွက်ဒီခုလာကုန်အထိပေါ့6လပိုင်းလာကုန်နေအထိကျွန်တော်ဒါနေမှာကျွန်တော်ဖြေရင်ပြန်ဟောပါပြီမိသီလာမှာအချိန်ပိုင်းနဲ့ပဲဟောပါတယ်မနေ့စင်နာရက်နေ့12နာရီအတွင်း2နာရီပဲကျွန်တော်အဲ့တွေ့ပါတယ်ဗီဒီယိုမင်းများနိုင်ဖို့တော့ကြိုပြီးတော့ဘုတ်ကင်လုပ်ဖို့လိုပါတယ်ကြိုပြီးတော့စာရင်းလေးပေးဖို့ဆက်သွယ်ထားဖို့လိုပါတယ်အဲ့တော့ ညံမူစော်ကားကတော့ online မှာဟောပြောတဲ့အခါမှာ2000ခွဲကျပ်ယူသလိုအပြင်မှာလာမေးတဲ့အခါမှာလည်းပဲအနေလို့2000ခွဲကျပ်ကနေစပြီးတော့ကိုတန်းနိုင်သလိုထဲလို့ရပါတယ်ခင်ဗျာ။ကဲဒါကတော့ PD မေးခြင်းနဲ့သူများကိုကြားဖြတ်ကြညာဝင်ပေးခြင်းပဲဖြစ်ပါတယ်။အခုကျွန်တော်တင်းလာသားများရဲ့ဒီတပတ်တာကံကြမ္မာအခြေအနေကိုတေရော့ကလေးနဲ့လည်းပဲကြည့်ပြပါပဲဖြစ်ပါတယ်။ ဒီကာလမှာတင်းလာသားမိများအောင်မှာမယ်နော်ဂယူးဆိုင်ပါဘာလို့ဂယူးဆိုင်ဖို့လို့လဲဆိုတော့မှားရွေးမှုချွတ်ချော်မှုလေးတွေမရှိရလေအောင်ကိုကအမြင်မှားနေတတ်တဲ့လူလို့ပြောတာတော့မဟုတ်ဘူးလူဆိုတာမတော်တဆပါညာဆိုပြီးတော့အမှားရွေးသွားလဲရှိတတ်တာပဲဟိုကဖုံးမှားခေါ်မိတာလို့စကားမှားပြောမိတာတို့အဲအဲ့လိုမျိုးလေးတွေကအဆပေါ့နော်ဒီချိန်ကာလတည်းမှာဘာကိုပဲလှုပ်လှုပ်တဲ့ချွတ်ချော်မှားရွေးမှုလေးတွေမရှိရလေအောင် ကယူဆိုင်ပါအဲ့တော့မှန်မှန်ကန်ကန်နဲ့ပြုမှုပြောဆိုနေထိုင်လောက်ကန်ဆောင်ရွက်ဖို့အရေးကြီးတဲ့အချိန်ကာလလို့ပြောလို့ရတယ်။နောက်ဒီချိန်ကာလတည်းမှာမဖြည့်ရှင်းခြင်းပဲမဲ့လည်းပဲဖြည့်ရှင်းနေရတာမျိုးတွေပြဿနာလေးတွေစကားပြောစကားညားတာမျိုးလေးတွေရှိတတ်ပါတယ်အဲ့လေးတွေလည်းကယူဆိုင်ပေးပါလို့မှတ်ချင်ပါတယ်။အဲ့တော့ဒီချိန်ကာလတည်းမှာဘယ်လိုပြောလဲဆိုတော့တင်းနာသားသမီးများဟာပေါ့နော်။ဒါကဲလာတာအနေထားရ တိတိတသာတဖက်ဆောင်နှင်းကြီးပေါ်တော့ကောင်းမွန်တိုးတက်နေတာမျိုးမဟုတ်တယ်လို့စိုးစိုးဝါအခြေအနေမျိုးနဲ့နှိမ့်ကြသွားတာမျိုးလည်းမဟုတ်ဘူးသူအကောင်းအဆိုးကနည်းနည်းလေးပုံမှန်အားဖြင့်ရှိနေတယ်ညီညာနေတယ်လို့ပြောလို့ရပါတယ်နော်အဲ့တော့ရရအနေနဲ့ကျွန်တော်ဘာလို့ခိုင်းစီခြင်းလဲဆိုတော့ဖျားစီတဆူသွားပြီးတော့ရက်ထီးတကုံကောင်းကားတွေရောက်တဲ့အချိန်မှာရက်လေးတွေရှိတယ်လေနော် အဖြူရောင်၁၇လက်တီတီကို ကိုယ့်ရဲ့မွေးနဲ့တောင်တနင်္လာတောင်မှလှူဒန်းပြီးတော့စူတောင်းပေးလို့ရပါတယ်တဲ့နော်ကိုယ်တိုင်လုပ်ဖို့အခက်အခဲရှိတဲ့သူတွေကကိုယ်စားဆောင်ရွက်ပေးလို့ရပါတယ်ရက်အဖြူစက်တလက်ကိုဘယ်နေ့ပဲဖြစ်ဖြစ်အဆင်ပြေတဲ့နေ့အဆင်ပြေတဲ့အချိန်ဖျားစီတဆူရဲ့ကိုယ့်ရဲ့မွေးနဲ့တောင်မှလှူဒန်းပြီးတော့စူတောင်းပေးပါတဲ့နော်ဘလို့ကံအခွင့်လန်းကောင်းနေဂျုံလာရနိုင်လဲဆိုတော့ဒီချိန်ကာလတွေမှာဘယ်လိုပြောမလဲဆိုတော့ ကိုယ့်ရဲ့ပေါ့နော်ပြောဆိုလောက်ကန်ဆောင်ရွက်မှုတွေဟာမှန်ကန်မှုရှိတဲ့အတွက်လူအများရဲ့ချင်းမှုမှုတွေမြောက်စားမှုတွေဂုံပြူးမှုတွေကိုရနိုင်ပါတယ်အဲ့တော့ကကိုကလူတော်တရားလူကောင်းတရားဆိုပြီးတော့ချီးမွမ်းခံရတတ်တဲ့အချိန်ကာလတစ်ခုပါလို့ကျင်းလာသားကြီးများကိုဟောကြားပေးလိုက်ရပါတယ်။ကိုနဲ့တိုက်ဆိုင်မှုရှိခဲ့မှာတော့အဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင်။ like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။အဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။